မင်္ဂလာပါရှင်ဒီနေ့ lucky channel ကနေပြက်တနာလေးကင်းစင်ဒီကံကောင်းစီမဲ့အကြားညာလေးတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘိုးဘွားရီစီကနှစ်ပေါင်းထောင်ချီမျိုးဆက်တဆက်ပြတဆက်လက်စင်ကန်ခဲကားတဲ့စားရီချိုးနီအစင်အလာတစ်ခုအကြောင်းပဲဖြစ်ပါတယ်ရှင်တင်ဟာဇာဘနာအခါနာတစ်ခုခုကနေပြန်လာမိတာဖြစ်ဖြစ်စိတ်ဖြစ်စည်းစရာစိတ်တိုစရာ ဒေါသဖြစ်စေရကြုံတွေ့ခဲ့ရတာဖြစ်ဖြစ်နေမကောင်းဖြစ်နေလားဖြစ်ဖြစ်ထိခိုက်ဒဏ်ရာရနေလားဖြစ်ဖြစ်အိမ်မဝင်ခင်စားရချိုးတင်ပါရဲ့ရှင်စတင်ခြင်းတော့အိမ်ရဲ့ရှိတကားဝမှာစားဖြူပြီးကိုခန္ဓာအနံ့စားရည်နဲ့ချိုးပါချိုးရင်ဒီဂါထာလေးကိုအကျဉ်းချင်းရွတ်ဆိုသွားပါနမောဗုဒ္ဓယကာရဏမောဥဒီဂါထာဟာ ဘိုးဘွားတွေခေတ်ကဒီတဆိုင်ကိုင်းခဲ့ကြတာဖြစ်ပြီးမကောင်းတဲ့စွမ်း MD ကိုပပျောက်စီကစိတ်ကိုငင်းချမ်းအောင်ညှိပေးနိုင်တယ်လို့ဆိုပါရရှင်ဒီကာထာဟာတာမန်အလွတ်ရွတ်တဲ့စကလုံးတွေမဟုတ်ပါဘူးရှင်နှစ်ပေါင်းထောင်ချီကလေးကအသုံးပြုခဲ့ကြတာဖြစ်ပြီးလက်တွေ့အသုံးပြုသူတွေရဲ့ပထမ၃ဘတ်အတွင်းစည်ရင်းစရောက်တွေအရစိတ်ဖိစီးမှုတွေရော့ကြလာတယ် တိတ်မပြင်းထန်တဲ့နေမကောင်းဝေဒနာလက္ခဏာတွေလည်းတက်တာလာတယ်လို့တွေ့ရှိရပါတယ်။ဒီဂါထာကိုဘာကြောင့်ရွတ်ဆိုရတာလဲဆိုရင်ဒီဂါထာဟာဇယဘနာအခမ်းနာသူမဟုတ်စိတ်ထိခဲ့စရာအထိပက်တွေကနေလာတတ်တဲ့မကောင်းတဲ့စွမ်းအံ့တွေကို အထူးဒလီဖေရှားရှင်းလင်းဖို့ရည်ရွယ်ပြီးဖန်တီးထားတာကြောင့်ပါပဲရှင်။ကျွန်ုပ်တို့ရဲ့ကြီးလက်ဒေတာက တက်ကြီးရွယ်အိုကြီးတွေဟာစန်းစာတွေဟမျိုးမျိုးတဲကနေစူးစီးပြီးလက်တွေ့စမ်းသပ်အသုံးပြုကြည့်ပြီးမှသာလူထုကိုထုတ်ပြန်ပြောကြားထည့်ကြတာဖြစ်ပါလိမ့်ရှင်လက်တွေ့အသုံးပြုကြည့်အောင်မယ်နော်ဒီကာထာကို စားရည်ချိုးဝင်းယူဆိုကြည့်ပါပြီးရင်စိတ်แท้ပူပြီးတတ်တောင့်တတ်တာရှိလာတာကိုတင်ကိုယ်တိုင်ခံစားသိရှိရမှာဖြစ်ပါတယ် ဒီလိုအကျိုးရှိအကြောင်းအရာလေးတွေအတွက် Lucky Channel ကိုစာရင်းသွင်းထောက်လိုက်ရင်းနဲ့မပြတ်မကွက်ကြည့်ရှုအားပေးကြပါအောင်နော်